ယောက်ျားဖြစ်သူတယောက်မှန်သိကျင်တာကြောင့်မျက်မမြင်ဟန်ဆောင်ထားတဲ့ဂျီနာဇလန်းဆမှာတော့အက်ဆီဒင့်ကြောင့်အမြင်အာရုံဆုံးရှုံးသွားတဲ့အရွယ်ကောင်းအမျိုးသမီးလေးတယောက်ကိုမြင်တွေ့ရမှာပါ။သူမနာမည်ကတော့ဂျီနာပါ။သူမမှာတိတ်ကိုချေရတဲ့ဂျိမ်းဆိုတဲ့အမျိုးသားတယောက်ရှိပါတယ်။အိမ်နောက်သက်ကြာလာတာနဲ့အများသူတို့လင်မယားဟာကလေးလိုချင်စိတ်တွေပြင်းပြလာခဲ့ပါတယ်။ဒါပေမဲ့လည်းဂျီနာမှာချုံရင်ချက်ရှိနေတာကြောင့်ကလေးမရခဲ့ပါဘူး။ဒါကလည်းဂျိမ်းကမိမဖြစ်သူကိုစိတ်မပြတ်ခဲ့ပါဘူး။ဂျီနာကိုအချင်းမလျော့ပဲအားငယ်စိတ်မဝင်အောင်ချင်းမြဲတိုင်းချစ်နေခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ဂျီနာတို့လင်မယားနှစ်ယောက်ဟာသူမမျက်စိ ီကိုပြန်လည်ဆန်းသက်ဖို့အတွက်ဆေးရုံကိုရောက်လာခဲ့ပါတယ်။ခိုရောက်တော့ဆရာဝန်ကဂျီနာမျက်လုံးကိုမျက်ကြည်လွှာအစားထိုးပြီးကုသရင်ပြန်ကောင်းနိုင်တယ်လို့ပြောပါတယ်။အခုတော့မျက်လုံးအခြေအနေက40ရာခိုင်နှုန်းလောက်တိုးတက်ကောင်းမွန်လာပြီလို့ဆိုပါတယ်။မျက်ကြည်လွှာသာအစားထိုးကုသလိုက်ရင်ခဏလေးအတွင်းမှာအကောင်းပကတိအတိုင်းပြန်ဖြစ်သွားမယ်လို့ဆိုပါတယ်။ဒီလိုနဲ့လင်မယားနှစ်ယောက်ဟာဆရာဝန်ပြောလိုက်တဲ့စကားတွေကိုပြန်ဆွေးနွေးရင်းအိမ်ပြန်လာခဲ့ကြပါတယ်။အိမ်ရောက်တော့လည်းဂျီနာတယောက်ဟာစိတ်ညစ်တွေးဝေးမနေဘဲသူ့လုံမြဲအရာတွေကိုပျော်ရွှင်စွာဆက်လုပ်နေခဲ့ပါတယ်။ဂျီနာဟာတခြင်းဆိုတာဝါသနာကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူရတဲ့ချိန်တိုင်းအိမ် င်ဘေးနာကလူစီးဆိုတဲ့ကလေးမလေးကိုခေါ်ပြီးတချင်းဆိုပြလေးရှိပါတယ်။လူစီးဟာအလိုက်တီးပြီးတိတ်ကိုချစ်စရာကောင်းတာကြောင့်ဂျင်းကိုမွေးစားဖို့အမြဲပူဇော်လေးရှိပါတယ်။ဂျင်းကလည်းသူ့မှာလည်းမိဘဆွေမျိုးတွေရှိတာကြောင့်မွေးစားဖို့အဆင်မပြေဘူးဆိုပြီးပြန်လည်နားချခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဂျီနာတယောက်ဟာတငယ်ချင်းတွေနဲ့အတူပျော်ရှင်စွာရေသွားကူးခဲ့ပါတယ်။ရေကူးနေတဲ့ဂျီနာတယောက်ဟာမျက်မမြင်တယောက်လို့မထင်ရအောင်တာမန်လူတယောက်လို့ပြုမှုနေထိုင်ပုံကတော်တော်လေးကိုအံ့ဩစရာကောင်းလွန်လာပါတယ်။ဒီလိုနဲ့ဂျီနာတယောက်အိမ်ပြန်ရောက်လာတဲ့အခါလူစီလေးကငိုနေခဲ့ပါတယ်။အမေဖြစ်သူကလူစီလေးနဲ့ ဲ့ခွေးလေးကိုထားသွားတာကြောင့်လူစီလေးကဝမ်းနေပြီးငိုနေခဲ့တာဖြစ်ပါတယ်။ဂျီနာလည်းလူစီလေးဝမ်းနေနေတာကြည့်ပြီးတော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ James ပြန်ရောက်လာတော့စိတ်မကောင်းဖြစ်ပြီးမှိုင်နေတဲ့ဂျီနာကိုကြည့်ပြီးစိတ်ပျော်သွားအောင်ကလပ်ကိုခေါ်သွားခဲ့ပါတယ်။ကလပ်ရောက်တော့အစပိုင်းမှာဂျီနာတယောက်ပျော်နေပေမဲ့နောက်ပိုင်းမှာကလပ်ကအမျိုးသမီးတချို့ကဂျီနာကိုစားနှောက်နေတာကြောင့်သူမှမပျော်တော့ပါဘူး။ဒါကိုယောက်ျားဖြစ်သူကသိသွားတော့ဂျီနာကိုကလပ်ထဲကဆွဲခေါ်လာခဲ့ပြီးနှစ်ယောက်သားအိမ်ကိုပြန်လာခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ဒီနေ့မှာတော့ဂျီနာတယောက်မျက်ကြည့်လွှာအစာထိုးကုသမိန်ရက်ကိုရောက်လာခဲ့ပါတယ်။ထင်ထားတဲ့ထက်ဂျီနာခွဲဆဲမှုကအောင်မြင်ခဲ့ပါတယ်။ခွဲဆဲပြီးခဏကြာမှဂျီနာဟာအနေငယ်ပြောင်းမြင်စပြုလာခဲ့ပါတယ်။မိမဖြစ်သူကျမ်းမာနေတာမြင်တော့ဂျိန်းတယောက်လည်းတော်တော်လေးကိုဝမ်းသာနေခဲ့ပါတယ်။ဒီလိုနဲ့အစေးုံကပြန်ဆင်းလာတဲ့ဂျီနာကိုဂျိန်းတယောက်လှပတဲ့ရေပေါ်ဈေးလေးတစ်ခုကိုခေါ်သွားခဲ့ပါတယ်။ဟိုရောက်တော့အမြင်အာရုံချုပ်ရင်းလာကြနေပြီဖြစ်တဲ့ဂျီနာတယောက်ဟာစိတ်လန်းလှပနေတဲ့သဘာဝလှတရားတွေကိုမြင်ပြီးတော်တော်လေးကိုစိတ်ကြည်နူးချမ်းမြေခဲ့ပါတယ်။နောက်တော့အိမ်ပြန်ရောက်တော့ဂျိန်းဟာမိမဖြစ်သူကို surprise နေနဲ့ ်စပိန်ကိုအလဲသွားဖို့ပြောပါတယ်စပိန်သွားဖို့အားလုံးပြင်ဆင်ပြီးပြီဖြစ်ကြောင်းပြောလိုက်တော့ဂျီနာတယောက်တော်တော်လေးကိုအံ့ဩသွားခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားအင်စာဦးလင်မယားတွေလိုဟန်နီမွန်ခရီးစဉ်အဖြစ်စပိန်ကိုခရီးဆက်လာခဲ့ကြပါတယ်စပိန်ကိုလင်သွားခြင်းနေတဲ့ဂျီနာတယောက်တော်တော်လေးကိုပျော်ရွှင်နေခဲ့ပါတယ်ဟိုရောက်တော့စပိန်မှာရှိနေတဲ့ဂျီနာညီမလေးကိုတွေ့ရတော့မယ်အပြင်စပိန်မှာသူလိုချင်တာလေးတွေအလဲပတ်သွားခြင်းနေတဲ့နေရာတွေကလည်းများနေတာကြောင့်ဂျီနာတယောက်တော်တော်လေးကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်ဒီလိုနဲ့တညမှာတော့ဂျီနာတယောက်နော်မန်ဆိုတဲ့ဘာတာနာတယောက်နဲ့စကားလက်ဆောင်ကြပြီးအကြီးဆိုင်နေတာမြင်တော့အချင်းတယောက် ောက်စတင်ကြေကိုက်ပါတော့တယ်။အမျိုးသမီးဖြစ်သူကိုတိတ်ချစ်လွန်းလာကြအောင်အစကတော့ဘာမှမပြောခဲ့ပါဘူး။နောက်တစ်နေ့ညာဘက်ဂျီနာပြောက်လို့လိုက်ရှာရင်ဂျီနာဟာနော်မန်နဲ့ချစ်ကြည်နူးနေတာမြင်တော့အချိန်တယောက်တော်တော်လေးပောက်ခွဲသွားခဲ့ပါတယ်။ဒါပေမဲ့မိမဖြစ်သူကိုချစ်လွန်းလာကြအောင်အချိန်တယောက်ဘာမှမပြောဘဲအပြစ်မမြင်ဘဲဆက်ချစ်နေခဲ့ပါတယ်။ တနေ့ဂျီနာညီမဖြစ်သူနဲ့ဆောင်ကြရင်ညဘက်မှာကလပ်ကိုသွားခဲ့ကြပါတယ်။ကလပ်သွားတဲ့အထဲမှာရေမန်ဆိုတဲ့ညီမဖြစ်သူရဲ့အတီးတယောက်လည်းပါလာပါတယ်။ခေါ်ရောက်တော့ဂျိန်းစာအမျိုးသမီးဖြစ်သူပြောနေတာကိုမြင်ပြီးတော်တော်လေးကြည်နူးနေခဲ့ပါတယ်။ခဏနေတော့ရေမန်တို့ကစားဖောက်လာခဲ့ကြပါတယ်။အရက်တွေမူယူစကားတွေများပြီးပြဿနာဆရှာလာပါတော့တယ်။နောက်တော့ရေမန်ဟာဂျိန်းကိုပါပြဿနာရှာပြီးဘာမှမဆိုင်ပဲဆွဲထိုးပါတော့တယ်။ဒါကိုဂျီနာကယောက်ျားဖြစ်သူဘက်ကမပါပဲရေမန်တို့ဘက်ကပါလာကြောင်းဂျိန်းတယောက်တော်တော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအချစ်ကြီးတဲ့ယောက်ျားတယောက်ပြီးပြီးမိန်းမဖြစ်သူကိုအပြစ်မမြင်ရဘဲတို့ ိတ်နေခဲ့ပါတော့တယ်